ီမကွန်ဖြစ်တယ်ဆိုတာထက်နှမျောတာပေါ့နော်နှမျောတော့တော့ဒီဒီလိုပညာရှင်တယောက်ဟိုမရှိတော့ဘူးဆိုတော့ကျွန်တော်နှမျောကြကောင်းတယ်ပြတ်သွားပြီမရှိတော့ဘူးပါအဲ့တော့ဘယ်လိုလဲဘူးပါ။အဲ့ဒါကကျတော့အွန်းရတကယ်တော်တဲ့လူကြီးပဲ။တကယ်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 တော်တဲ့လူကြီး။နောက်ပြီးတော့ရုပ်ရှင်ုံလည်းတကယ်ကိုမှဟိုအသေးစားလေးကဖန်တီးတဲ့လူကြီးဆိုတော့နှမျောစရာကောင်းတော့။ဘာလို့ဒီလေးရဲ့နော်ဆိုးဘွား။ ုသားသမီးတွေအနာမှာတရားမှမရှိရဘူးခက်ငယ်ငယ်တုန်းကတော့တခါနှစ်ခါအဲ့လိုမျိုးစုံမှုတယ်စုံမှုရယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်ဟိုးရင်နဲ့ပါရှေ့ဆိုအဲကိုပြင်းကြီးလို့ပါတော့ကျွန်တော်အရင်စိတ်ဝင်စားစိတ်ဝင်စားတော့ဟိုဘမနဲ့သိပ်မဆုံးဘူးပဲမယ်ကိုမောင်မျိုးစက်နဲ့ကြောက်ကျွန်တော်ခဏခဏစုံတာပေါ့ကျွန်တော်ခဏခဏမေးတာ ပြောသမားဘယ်လိုဘယ်လိုဘယ်လိုဖြစ်သွားတာလဲတော့အီကိုပြင်းငငယ်တော့အကြောင်းလေးတွေသူခဏခဏပြောတယ်သူတို့ကဒူနေလဲလူဆိုတော့လေဘယ်လိုပြင်းလေးတွေဝတ်တာဗာလေးကြိုက်တာဆိုတော့ကျွန်တော်အဲအများနဲ့တော့သူများစီကနားထောင်နေကြနော်အဲဆိုင်းစရာဆိုင်းစရာတည်းရေဘာဆိုင်းစရာတည်းရေလောအဲကောင်းတယ်နော်တည်းရေဟာတာကောင်းပုံစံတစ်မျိုးလေးနဲ့မြင်ရဆိုလေဟုတ်ကိုဖိုးချင်းနေအောင်တူနေသေးတယ်နော်ကောင်းလား ကျွန်တော်အရင်နေ့ကသူဝါသနာပါတယ်ထင်ပါတယ်ကြည့်ရအောင်အဲ့မှာတော်တော်လေးတိုက်ရသေးလားညီကိုအဲ့ရိုင်းနေစဉ်အတွဲရလေးသူလည်းဘလို့ရလာဖို့တော့ပြောတော့မလို့မတိုက်ရဘူးသူကျွမ်းပါလေဒါအရင်ကြီးမဟုတ်ပါဘူးဘယ်ကလေးအချိန်အရင်ကြီးမပြေးရပါဘူးကျွမ်းပြီလားမဝေးပါဘူးဒီမှာသူလည်းမဝေးပါဘူးသူလည်းမဝေးပါဘူးသူလည်းမဝေးပါဘူးဝေးရတဲ့အမှမပါဘူးနောက်တစ်ခါကျတော့ကိုခင်လိုင်းတစ်ယောက်လုံးပါနေတယ်လေဆိုတော့ဒီမှန်ဒီမားဒီဘေးကနေပဲကိုခင်လိုင်းရဲ့ကိုင်လိုင်းလေးရှိနေဆိုတော့တက်နေမှာရှာ အဲ့လိုတခန်းချင်းတော့လည်းမရှိပါဘူးကွာတကားလုံးကတော့ညဘက်တီးပဲရိုက်နေရတာဆိုတော့နောက်ဟာရန်ကုန်မှရိုက်တာ ਉ ရန်ကုန်မှညဘက်ရိုက်တဲ့ခါကျတော့နည်းနည်းနည်းတော့တိုင်ပတ်တာပေါ့ကွာတကယ်လို့ညဘက်ကကိုဒီကဲတဲ့ချိန်ဖြစ်နေတော့အဲ့အဲ့တခုပဲမမဲ့ရပဲအဲ့ရှူတင်ရလို့ရှိရင်အကုန်လုံး3ဆွဲနေကြဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟိုသူကဟိုခေါ်လဲဟာတာဟာတာဟိုပေါ့နော်ဟာတာဟိုသူကသူတင်ပြပုံလေးနဲ့ပေါင်းဆက်ပြီးတော့တင်ပြထားတာဆိုတော့ဟိုလင်းလင်းလို့သွားတဲ့ပုံစံလေးလေးလည်းချစ်စရာကောင်းတဲ့ရည်ရတယ်ရည်ရတမျိုးလေးရည်ရတာပေါ့နော် ကျွန်တော်တို့တော့အဲ့ဒီဟိုအဲ LGBT တွေဘာညာပြုကြရခဏထားလိုက်ကျွန်တော်ရေရှင်ကားတက်ကမှအသေးဥဆောင်တဲ့လူကိုအသေးဥဆောင်တယောက်အနေနဲ့ပဲကျွန်တော်တို့ကတော့မြင်တယ်အာသူကိုနဲ့အတူသေဥဆောင်ကြတယ်ဒါဒါပါပဲပြီးတော့ကျွန်တော်ကတော့အဲ့ဒါမျိုးကိုတိတ်ပြီးခွဲဟိုမျိုးခေါင်းစဉ်တစ်ခုပေးတဲ့လူမျိုးမဟုတ်ပါဘူးကျွန်တော်ကလူကလူအားလုံးတူတူပါပဲကျွန်တော်လူတွေပါပဲဆိုကျွန်တော်တို့ကပုံမှန်ပါပဲကလေးကလေးကလေးတွေလည်းကြည့်လို့ရတယ်လူငယ်တွေလည်းကြိုက်နေတယ်နောက်လူကြီးတွေလည်းကြိုက်နေမှာပို့နဲ့ပေါ့ပါလေးပေါ့နော်ကျွန်တော် ခက်ငယ်ငယ်တုန်းကတော့တခါနှစ်ခါအဲ့လိုမျိုးစုံမှုတယ်စုံမှုရဲ့ဒါပေမဲ့ကျွန်တော်ကကျွန်တော်ဟိုးရင်နဲ့ပါရှယ်ဆိုတော့အဲကိုပြင်းကြီးလို့ပါတော့ကျွန်တော်အရင်စိတ်ဝင်စားစိတ်ဝင်စားတော့ဟိုဘမနဲ့တိတ်မစုံဘူးပြင်မဲ့ကိုမောင်မျိုးစက်နဲ့ကြောက်ကျွန်တော်ခဏခဏစုံတာဟိုအဲသူနဲ့စုံနေအချစ်တင်မှာဆိုရင်ကျွန်တော်အားရှင်သူ့ကျွန်တော်ခေါ်ပြီးတော့ကျွန်တော်ခဏခဏမေးတာပြောသမားဘယ်လိုဘယ်လိုဘယ်လိုဖြစ်သွားတာလဲတော့အဲကိုပြင်းကြီးငငယ်တော့အကြောင်းလေးတွေသူခဏခဏပြောတယ်သူတို့ကဒူနေလဲလူတွေဆိုတော့လေဘယ်လိုပြင်းလေးတွေဝတ်တာဘာလေးကြိုက်တာဆိုတော့ကျွန်တော်အဲအများနဲ့တော့သူများစီတော့နားထောင်နေကြ အောင်နေရကြ။ဘာဘာနေတော့ဟိုရှူတင်မှာပဲတစ်ခါနဲ့ခါတော့ဆုံးဆုံးလိုက်တော့စင်ကုန်းဖြစ်တယ်ဆိုတာထက်နှမျောတာပေါ့နော်နှမျောတော့တော့ဒီဒီလိုပညာရှင်တယောက်ဟိုမရှိတော့ဘူးဆိုတော့ကျွန်တော်တို့နှမျောတဲ့ကောင်းတယ်နောက်တစ်ခုကကျွန်တော်ဥပမာတကယ်တော်တဲ့လူကြီးပဲတကယ်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 တော်တဲ့လူကြီးနောက်ပြီးတော့ရုပ်ရှင်ကလည်းတကယ်ကိုမှဟိုအသေးသားလေးကဖန်တီးတဲ့လူကြီးဆိုတော့နှမျောစရာကောင်းတာပေါ့ အများကြီးတော့လေကိုပြင်းကြီးကားရုပ်ကြည့်တော့ဒါပေမဲ့ကျွန်တော်ငယ်တုန်းကတော့ကြည့်ဘူးတော့ကြည့်ဘူးတော့နော်သူ့ပုံစံလေးကမိုက်တယ်ဗျာဒီကမိုက်တယ်ဆိုတာဟိုလေခေါ်ဟိုကျွန်တော်ငယ်တုန်းကသူကလည်းရရှိရှိလေးဆိုတော့သူ့ပုံစံလေးကမိုက်တယ်နော်သူများနဲ့မတူဘူးကြက်စကားပြောတဲ့ပုံစံလေးတွေဗာလေးတွေဆိုတအားတော်ကြိုင်နော်ဟိုသူလုတ်တဲ့ ID လေးတွေကမိုက်တယ်လွတ်လပ်ပေါ့ပါလေကျွန်တော်ကတော့အဲ့လိုပဲခေါ်တယ်အဲအဲ့လိုတော့ကျွန်တော်မမီတော့မမီဘူးကွာနော် အမေကျွန်တော်လည်းအဲ့လိုပဲမြန်မာတန်တို့ကတော့ပြရတဲ့ကားလေးတကားနှစ်ကားအများကြီးတော့မကြည့်ဘူးပါဘူးတကားနှစ်ကားအဲ့လောက်ကိုကြည့်ဘူးရပါဘူး။ဟုတ်တော့တော့ကျွန်တော်တို့အဲကျွန်တော်တို့ကလေးချက်တိတော်ကတော့စိတ်ဝင်စားရဲဆိုတာကဗျာဟိုသူ့ကားလေးကြည့်ဘူးဒါမကြည့်ဘူးတော့အမင်းသားတယောက်ကအဲ့လိုပေါ့ရထားပေါ်ကနေပြုတ်ကျပြီးတော့ဖြစ်သွားရဲဆိုတဲ့တင်းကိုအဲ့ဒါနဲ့စပြီးကျွန်တော်တို့သူ့ရင်းနှီးသွားကြားဘူးတော့စကြားဘူးတော့ဆိုတော့အဲ့ဒါကိုစိတ်ဝင်စားပြီးတော့အေးအေးအဲ့အဲ့အကြောင်းမှာကိုမင်းဆောင်ဆိုလေအကြောင်းတအားမေးတာဘလို့ဖြစ်တာလဲအဲ့ဒီပြင်းပြများထောင်းအောင်ပြီးတော့မြန်မာကမြင်ကြည့်ပုံဖော်ကြည့်တာပေါ့နော်ကို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 ယူကပါပဲပါပဲဟိုကနောက်တစ်ခုက ညညပြောလို့ပြောချိုးချိုးရဆိုရင်ဟုတ်တယ်မေ့သွားရလို့ရှိရပါတော့သူတို့က already မမေ့သေးဘူးဆိုတော့ဒါသူတို့ရဲ့ဟိုဟိုနိပညာနဲ့သူတို့ချခဲ့တဲ့ music အကြောင်းပေါ့လေ